လံပွဲဝင်နေတဲ့အရေးချင်းကိုဦးစားပေးမရွေးချက်ပဲစီးပွားရေးဆန်နေတဲ့မြန်မာစတားသချင်းဆိုပြန်ပွဲရဲ့တိုင်ဖြစ်ကနှုတ်ထွက်လိုက်တဲ့ချင်းငယ်ပရိသတ်များလုံးမမင်္ဂလာပါရှင့် Celispace H ကနေပြန်လဲကြိုးစို့လိုက်ပါတယ်။ကရက်ပေါင်းစုံနဲ့ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်နေတဲ့ပရိသတ်တွေဝေဖန်နေကြတဲ့မြန်မာစတားအဆိုပြန်ပွဲကြီးရဲ့တိုင်ဖြစ်ကနေနှုတ်ထွက်သွားသူကတော့ချင်းငယ်လိုအားလုံးသိကြတဲ့ဝိုင်းရင်အဆိုတော်ကြီးမိခလာပဲဖြစ်ပါတယ်။ မြန်မာစတားအစိုးပြန်ပွဲကြီးကစတင်ချိန်ကလေးကလူတော်တော်များများရဲ့ဝေဖန်မှုတွေကိုခံခဲ့ရတာပါအထူးသဖြင့် fashion time လုပ်နေရစဉ်အောင်ခွင်းတို့ဖနဲ့နဲ့တချင်းလာဆိုလို့ပြောခင်ရတဲ့လင်းပြည့်ဟင်းမူးလဲပြီးတော့ပွဲဖြစ်သွားခဲ့တဲ့ငွားချေတာဒါအပြင်တိုင်းပေးမှတ်တွေကိုဂယုမဆိုင်ပဲ voting ဆိုပြီးတော့အမှန်နဲ့တဲ့သူတွေကိုဆွဲတင်တာမျိုးတွေနဲ့ဗယံပဒါဖြစ်နေခဲ့တာပါပြန်ပွဲဝင်တွေရဲ့အရေးချင်းကိုလုံးဝဂယုမဆိုင်ပဲမသက်ဆိုင်တာတွေကိုသာဦးစားပေးနေခဲ့ပြီးတော့ငွေများငွေနိုင်ဖြစ်ကစီးပွားရေးဆန်လွန်နေရာအကြောင်းဝေဖန်မှုတွေအများပြားနဲ့ကဲ့ရဲ့စရာပြန် ွဲတစ်ခုဖြစ်နေခဲ့ပါတယ်။ပြိုင်ပွဲရဲ့ Grand Final စင်ကိုတက်ရောက်ခဲ့သူ၄ဦးမှလည်းဒိုင်းတွေအမှတ်အများဆုံးပေးခဲ့ပြီးတော့ပရိသတ်ကလည်းအားပေးခဲ့ကြတယ်ပြိုင်ပွဲဝင် JK ဆိုဖီယာမပါဝင်တော့ပဲဒိုင်းပေးအမှတ်အနည်းငယ်သာရပေမဲ့ဗိုလ်တီအပြစ်ရလို့ဆိုပြီးတော့နောက်ဆုံး၄ဦးတည်းကိုဆွဲထည့်လိုက်သူတွေလည်းပါဝင်နေပါတယ်။အခုချိန်မှာတော့ပြိုင်ပွဲစတင်ချိန်ကလေးကဒိုင်းတဦးအဖြစ်ဆောင်ရွက်ခဲ့တဲ့လို့ပြိုင်ပွဲဝင်တွေအပေါ်မှာတကယ်မိခင်အရင်တယောက်လို့နွေနွေထွေးထွေးနဲ့ဆက်ဆံပေးတတ်သူပါ လိုအပ်ချက်တွေရှိရင်လည်းအကောင်ဘက်ကနေအကြံပေးထောက်ပြတတ်တာကြောင့်ပရိသတ်ကလည်းတမတမအရှိဆုံးအဖြစ်အားပေးထောက်ခံခဲ့ကြပါရယ်အခုလိုမျိုးပြိုင်ပွဲဝင်နေရောပရိသတ်ပါချစ်ကြတဲ့ချစ်ငယ်ကတော့မြန်မာစတားအစိုးပြိုင်ပွဲရဲ့ grand final မတိုင်ခင်မှာပဲဒိုင်းအဖြစ်ကနေနှုတ်ထွက်သွားခဲ့ရပါ ချင်းငယ်ကတော့ဒီပြိုင်ပွဲကိုဘာကြောင့်လုံမနားမလဲကြောင်းအရေးချင်းကိုဦးစားမပေးကြောင်းနဲ့ဒီပြိုင်ပွဲကိုမကြိုက်ကြောင်းဗော်တီစနစ်တွေကလည်းတကယ်ကိုအရေးချင်းရှိသူတွေနဲ့နားရကြောင်းလိုက်မှာတဲ့ဝေပန်လာခဲ့ပါတယ်။အခုချိန်မှာချင်းငယ်ကလူတွေအနေနဲ့အမှန်တရားကိုမဖုံးခွဲခြင်းလို့မရကြောင်းတချိန်မှာအများသိလာမှဖြစ်ကြောင်းလူတိုင်းကငွေလိုပေမဲ့အရာရာကိုငွေနဲ့ဆုံးဖြတ်လို့မရကြောင်း ချင်းငယ်နေနဲ့အမှန်တရားကိုလုတ်ခဲ့တာဖြစ်လို့လိပ်ပြလုံးနေလို့ဆိုခဲ့ပါတယ်။သူမနေနဲ့မှန်ကန်တာကိုသာလုတ်ခဲ့တာဖြစ်လို့စိုးရိမ်မိတာမျိုးမရှိကြောင်းပြန်ပွဲဝင်တဲ့ကလေးတွေအနေနဲ့လည်းအားမငယ်ပဲနဲ့ဆက်လက်စူးစမ်းသွားကြစီလို့ကြောင်းလက်ရှိကြန့်ရှိနေတဲ့ပြန်ပွဲဝင်တွေရောထွက်ခွာသွားခဲ့ရတဲ့သူတွေရောအနုပညာလောကမှာအောင်မြင်မှုတွေရရှိဖို့အတွက်စူးစမ်းကြစီလို့ကြောင်းလက်ရှိအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့တနေ့တစ်ချိန်ကြာရင်တော့ဒီအကြောင်းတွေအားလုံးကိုထုတ်ဖော်ပြပြမှာဖြစ်တယ်လို့ဆိုသွားခဲ့ပါတယ်။အခုလိုမျိုးနိုင်ငံကျော်တေးတန်ရှင်တအုပ်ဖြစ်တဲ့မေခလာရဲ့ဒိုင်းဖြစ်က နေနှုတ်ထွက်သွားခဲ့တဲ့ပြင်သူမထုတ်ဖို့ပြောဆိုသွားခဲ့တဲ့စကားတွေအရတော့မြမစတာအစိုးပြိုင်ပွဲဟာနောက်ကယ်မှာတရားမျှတမှုမရှိတဲ့လုပ်ရမျိုးတွေနဲ့တမာတမန်မရှိတဲ့ကိစ္စတွေတေချာပေါက်ရှိနေမယ်လို့အလုံးကခံမှန်းနေကြပါတယ်ပြည်သူတွေကတော့လက်ရှိချိန်မှာမြမစတာပြိုင်ပွဲစီစဉ်သူတွေရဲ့လုပ်ရတွေကိုအပြင်းထန်ဝေဖန်နေကြပြီးတော့အစိုးပြိုင်ပွဲကိုဗန်းပြကစီးပွားရေးဆန်တဲ့လုပ်ရအဖြစ်ရှုမြင်နေကြပါတယ်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့အနုပညာဆက်လေးသတင်းအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ဆက်လေး space h လေးက ို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်နောက်တဲ့ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမချမ်းသာကြပါစေရှင်